မန်ယူသင်းရဲ့ဘောလုံးဒါရိုက်တာဂျေဆင်ဝက်ကော့ကအသင်းရဲ့အရေးစီမံကိန်းအတွက်ကစားသမားခေါ်ယူမှုတွေဆက်လက်လှုံ့ဆော်ပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။မန်ယူသင်းဟာပြီးခဲ့တဲ့နေရာသီအပြောင်းရွှေ့ဈေးကွက်မှာကွန်ညာအန်ပိုမိုရှက်ကိုလမ်မန်စ်ဒီဂိုလီယွန်စတဲ့ကစားသမားတစ်တွေခေါ်ယူခဲ့တဲ့လို့လာမယ့်ဇန်နဝါရီမှာလည်းထပ်မံအားဖြည့်ဖို့အစီအစဉ်နေပြီဝက်ကော့စ်ရဲ့စကားကဇန်နဝါရီဈေးကွက်မှာကစားသမားတစ်တွေထပ်ခေါ်ပေးမယ်ဆိုတဲ့အထိပယ်ဖြစ်ကြောင်းလည်းဘရစ်ဒန်မီဒီယာတချို့ကသုံးသပ်ခဲ့ပါတယ် မန်ယူသင်းဟာ2024နိုဝင်ဘာမှာအသင်းကိုစတင်ကင်တွယ်ခဲ့တဲ့လက်ရှိနေပြအော်ရန်လက်ထက်မှာကစားသမားတဲ့ခေါ်ယူမှုအတွက်ပေါင်တန်း250နီးပါးသုံးစွဲထားပြီးဖြစ်ပေမဲ့လိုအပ်တဲ့ခေါ်ယူမှုတွေထပ်မံပြုလုပ်ပေးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။မန်ယူသင်းဟာလက်ရှိအချိန်မှာပရီးမီးယားလိသုံးပွဲဆက်အနိုင်ရလဒ်နဲ့အတူလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာတာကြောင့်လဲဝီကော့စ်ကအခုလိုပြောကြားခဲ့တာဖြစ်နိုင်ပါတယ်။ကျွန်တော်တို့မှာရှင်းလင်းပြတ်သားတဲ့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့မပါလို့ရမယ်ဆိုတာအသင်းမှာဘယ်နေရာတွေကိုတိုးတက်အောင်လုပ်ရမယ်ဆိုတာကျွန်တော်တို့သိပါတယ်။ထိတ်ဆုံး၄သင်းစင်ရင်ဝင်ပြီးချန်ပီယံလိဝင်ခွင့်နေရာအတွက်စဉ်ဆက်မပြတ်စိန်ခေါ်နိုင်ဖို့ချန်ပီယံလိနဲ့ပရီးမီးယားလိချန်ပီယံစုတွေရယူနိုင်ဖို့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားမှာပါ။အသင်းအတွက်တင်းလျော်တဲ့ကစားသမားတွေကိုခေါ်ယူသွားမှာပါလို့ Wecos ကပြောကြားခဲ့ပါတယ်။